ကျတော့ Facebook မှာဝင်မှုရှာမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ Facebook ဒါမှမဟုတ်ရင်ပြေးပါတော့ location ဟာမြန်မာနိုင်ငံဖြစ်နေလို့မရပါဘူး။ Thai, Malay, Singapore, Japan, US ပေါ့နော်။စားတဲ့ Facebook ကနေပြီးတော့တရားဝင်ဝင်မှုရှာခွင့်ပြုတာတဲ့နိုင်ငံတနိုင်ငံဖြစ်နေရမှာဖြစ်ပါတယ်။အဲကြောင့်မို့ Facebook location ချိန်တဲ့နေတွေကိုမျှဝေပေးမှာဖြစ်ပါတယ်။ ီလေးပညာလေးကိုစတင်ဖို့အတွက် Facebook application လေးကိုတစ်ချက်နှိပ်ပြီးတော့ဖွင့်လိုက်ပါပြီးရင်တော့မြင်းကြောင်၃ကြောင်နဲ့နေရာလေးကိုတစ်ချက်နှိပ်ပါပြီးရင်ကျော်တော့ဒီအပေါ်နောက်ကဆက်သွားပုံနဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့အပေါ်နောက်ကိုဆွဲတင်လိုက်ပါပြီးရင်ဒီအောင်နာက lamb how to manage you are information ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပါဒီနေရာကိုရောက်လာပြီဆိုလို့ရှိရင်တော့ဒီ location ဆိုတဲ့စာတမ်းလေးရအောင်နာမှာမိတ်ဆွေတို့ရဲ့ Facebook account location ကိုတွေ့ရမှာဖြစ်ပါတယ်။ကိုကမြန်မာနိုင်ငံမှာဆိုလို့ရှိရင်တော့မိတ်ဆွေတို့ရဲ့ location မှာမြန်မာကိုဒီနေရာမှာ ပြပေးမှာဖြစ်ပါတယ်။ကျော်တို့ရဲ့ Facebook account လိုကေးရှင်းရထိုင်းဆိုလို့ရှိရင်တော့ဒီနေရာမှာထိုင်းကိုပြပေးမှာဖြစ်ပါတယ်တကယ်လို့မစ်ရှူတွေရဲ့ Facebook account လိုကေးရှင်းရဒီနေရာမှာမြန်မာလိုပြနေတယ်ဆိုရင်တော့ Facebook နဲ့ကျွန်တော်တို့ဝင်ဝေချလို့ရမှာမဟုတ်ပါဘူးဒါကြောင့်မို့မစ်ရှူတွေရဲ့ account location ကိုချိန်ဖို့လိုအပ်ပါတယ် Facebook account location ကိုချိန်မဲ့ဆိုလို့ရှိရင်เนาะဒီဘက်ပြင်တာကချိန် location ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်လိုက်ပါပြီးရင်တော့ဒီနေရာမှာမြန်မာဖြစ်နေတယ်ဆိုလို့ရှိရင်เนาะ ထိုင်လံကိုရိုက်ထည့်ရမှာ ဖြစ်ပါတယ် D H A I ထိုင်လံအန်ဒီလံထိုင်လံပေါ့နော်ဂျာမန်ဘုတ်ကြီးလည်းဂျပန်ဆိုရင်ဂျပန်ပေါ့နော်မလေးဆိုရင်လည်းမလေးပေါ့ဒီနေရာမှာ Facebook ကနေပြီးတော့ဝင်ဝင်ရှာဖို့တရားဝင်ခွင့်ပြုထားတဲ့နိုင်ငံနိုင်ငံကိုဒီနေရာမှာရိုက်ထည့်ပြရမှာဖြစ်ပါတယ်ပြီးရင်အော်နာက conference ကိုနှိပ်လိုက်ပါ အဲဒီလိုလေးဖြစ်သွားပြီဆိုရင်တော့ရရည်ပေါ့နော်မိတ်ဆွေတို့ location change ပြီဆိုရင်တော့မိတ်ဆွေတို့ change လိုက်တဲ့နိုင်ငံဒီနေရာမှာလာပြီးတော့ပြပေးမှဖြစ်ပါတယ်ဒီလောက်ဆိုရင်တော့ကျွန်တော်မိတ်ဆွေများဒီ Facebook မှာ location change တဲ့နေ့လေးကိုနားလဲသဘောပေါက်လိုက်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်မိတ်ဆွေများအားလုံးရှင်းလန်းချက်မြကြပါစေခင်ဗျာ